ါပါရှင်။လာပြည့်ည channel ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ရမတ်ပုံမြင်ဆိုတဲ့စိတ်ဝင်စားပွဲတတိတံဝေကရပွဲရဲမတန်မှုခင်ဖြစ်ရမယ့်ဇာတ်လမ်းကောင်းလေးကိုလည်းခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ရမတ်ပုံမြင်ဒီမျိုးနဲ့လေယာဉ်နဲ့လုပ်ငန်းပေါင်းစုံတမဝါယမအတင်း လာလာတာမှာတော့တင်ရှိန်နဲ့ကြော်ခိုင်တို့နှစ်ဦးကတာဝန်အရှိဆုံးတင်ရှိန်ကအသင်းဥက္ကရာကြော်ခိုင်က အတွင်ရေးမှုလို့ဆိုပေမဲ့အသက်ချင်းက40ဝန်းကျင်စီမှုအခေါ်ပြောရင်းနှီးကြတယ်ပွင်လင်းခင်မင်ကြတယ်အသင်းရဲ့ခေါင်းစဉ်နဲ့အညီသူတို့ရဲ့လုပ်ငန်းကအမျိုးစုံနဲ့လေယာဉ်လုပ်ငန်းအပြင်တောင်ယာလုပ်ငန်းခြံလုပ်ငန်းတွေလည်းပါဝင်နေရေရရှိမှုများစွာလိုအပ်တော့ရေစုပ်ဆက်နှလုံးဝေရန်အမှုဆောင်အဖွဲ့ရဲ့စုံဖြတ်ချက်ကိုရယူခဲ့တယ် အသင်းရဲ့စီမင်းစည်းကမ်းနဲ့အညီရေစုပ်ဆက်တလုံးရဲ့ပမာဏတန်ဖိုးကို ပထမဆုံးစမ်းနေဝယ်ယူမဲ့ရေစုပ်ဆက်အမျိုးအစားကိုသတ်မှတ်တယ်။အမှုဆောင်အဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုရယူပြီးတာနဲ့ရန်ကုန်ကိုဆင်းလာခဲ့ကြတယ်။ဘဏ်ကငွေငါးသိန်းထုတ်ပြီးရန်ကုန်မြို့စင်ကြေဖုံးတနေရာရှိတဲခိုခန်းမှာသူတို့နှစ်ဦးတဲခိုကြတယ်။မနှက်ဖြတ်မနှက်မှရေစုပ်ဆက်နှလုံးကိုငွေအခြေချပြီးဌာနေကိုပြန်ကြမှာဖြစ်တယ်။ ဒီညက်နေတော့တဲကိုကန်အနီးရှိနန်းဒေဝီစားတောက်ဆိုင်မှာအပန်းဖြေကြမယ်လို့အတွင်ရေးမှုကြော်ခိုင်ကစန္ဒပြူတယ်။ဥက္ကရာတင်ရှင်ကကြည်လုံတော့ကြော်ခိုင်ဒိုးကအသင်တသင်းလုံးကိုကိုစားပြူပြီးဒီကိုလာကြတာကွအသင်ကလည်းဒိုးကိုယုံလို့တာဝန်ပေးလိုက်တာမင်းတို့ငါတို့သိထားမယ်လေဒီလိုပြောလိုက်တော့ကြော်ခိုင်ကခပ်ပေါ်ပေါ်ပြန်ပြောတယ်ဒီမှာတင်ရှင်ကိစ္စအဝဝအတွက်နှစ်ယောက်စလုံးမှာတာဝန်ရှိရလေအဲ့ဒီတော့ ခံရတော့လေငါတို့နှစ်ယောက်စလုံးစံရတော့လေငါတယောက်တည်းပေါ့ဒီလိုနဲ့နန်းထေဝီမသူတို့နှစ်ဦးစပွဲထိုင်ပြေးကြတယ်ငွေငါးသိန်းပါတဲ့ပတ်စံအိတ်ကိုတင်ရှိန်ကသတိကြီးစွာထားပြီးခြင်ထားတယ်ကြော်ခိုင်ကခောက်ဆွဲကြော်နှစ်ပွဲအစိမ်းကြော်တစ်ပွဲကုန်းမောင်ကြီးကြော်တစ်ပွဲမှားတယ်ချမင်းလော့အဝါစားကြမဲ့အစီအစဉ်ဖြစ်တယ်ရန်တလုံးမှာပြန်တော့တင်ရှိန်ကရန်တလုံးများတယ်လို့ပြောရ ကျော်ခိုင်ကမင်းပါဝိုင်းတော့လို့ပြန်ပြောပြီးမိန်ရှက်စွာတောက်သုံးမိကြတယ်။တင်းရှင်ကတော့သူ့စိတ်တွင်းကနေပြီးကျော်ခိုင်တော့ဖောက်လာပြီကွာဆိုညီးမိတယ်။သူကနဲနဲတောက်ပြီးများများစားသူဖြစ်တယ်။ကျော်ခိုင်ကို သူထိန်းရမယ်။ကျော်ခိုင်ကဝါသနာဆုံးနေ။သူတို့နှစ်ဦးနဲ့တူတခြားသူတဦးလည်းပါလာသေးတယ်။သူကမောင်ထေးဝင်းအသက်အစိတ်ကျော်အရွယ်အငားရှင်မောင်နဲ့လူရွယ်လေး။ကျော်ခိုင်ရဲ့တငယ်ချင်းတယောက်ကထဲ့ပေးလိုက်သူ။ မောင်ထေးဝင်းရဲ့မော်တော်ကားကိုတနေကုံဆင်းလုံငါရီထိုလူငယ်ရဲ့စားသောက်မှုစရိတ်ကိုကြော်ခိုင်တဲ့တင်ရှိန်တို့ကကြားခံမှုတာဝန်ယူရရီမောင်ထေးဝင်းရဲ့တခြားအပူတာဝန်တစ်ခုမှာကြော်ခိုင်တဲ့တင်ရှိန်တို့နှစ်ဦးသွားလီရာကိုကားမောင်းပြီးပို့ရတဲ့အပြင် သူတို့နှစ်ဦးကိုကြားရောက်လာမဲ့အန်တီရဲ့များမှသူကရန်ကုန်ဘဝသူပြီးပြီးဆောင်းလျှောက်ကာကွယ်ပေးရန်ဖြစ်တဲ့ခရီးသွားလာရင် သူတို့သုံးဦးမှနားလည်မှုအသီးသီးယူထားကြရီ တို့တို့နန်းဒီဝီမှာအပန်းဖြေစားတော့ကြရင် မောင်ထေးဝင်းကမနီမဝေးစပွဲတစ်ခုမှာခောက်ဆွဲကြော်စားရီအချိုတောက်တဲ့အခြေအနေကိုစောင့်ကြည့်ရင်တရင်စာ ဖတ်တယ်လို့လို့ဝိထု ဖတ်တယ်လို့လို့ထိုစဉ်အတွင်းရေးမှုကြော်ခိုင်ကဥက္ကရာတင်ရှိန်နာကိုအသာရကပ်ပြီးဒီစုံတစ်ခုကိုပြောကြလိုက်တဲ့တင်ရှိန်ကမျက်စိမျက်လုံးပြူးကျဲသွားရီသူကအတော်အံ့ဩသွားရီဘာဘာပြောတယ်ကြော်ခိုင် မင်းဝါသနာကမလွန်လွန်းဘူးလားကွာဩ oh. ငါခုမှစဉ်းစားမိတယ်ကျော်ခိုင်မင်းပြောတဲ့စကားလေးစံရတော့ငါတယောက်တည်းဆိုတာလေကျော်ခိုင်အဖိုးအကွက်ဝင်သွားတယ်ဒါကြောင့်ဒို့တို့တောက်တောက်ဝင်ပြောတယ်မင်းမှတ်ညံကောင်းသေးတယ်တင်ရှင်းတတိတွေရှိသေးတယ်အဲ့ဒီတော့ငါခုနာကပြောထားတဲ့အတိုင်းပဲကွာကျော်ခိုင်ကရန်အရှိန်နှွေးနှွေးကြောင်မျက်လုံးများမေ့စင်ရင်ဂရင်းချင်လာတယ်စီကရက်မီးညိရန်အတွက်သူ့မှာမီးကျစ်မရှိခိုက်ကုညီမဲ့သူတအူးပေါ်လာတယ်ရော့ မင်းကြီးလို့ရပါတယ်ကိုကြီးကျော်ခိုင်က အာရဝမ်းသာစွာပြုံးပြပြီးထိုသူထံကမီလီယံဝါဝါလေးကို သူ့စီးကရက်စီကိုကူးယူလိုက်တယ်ထိုသူကလည်းကျေးဇူးတင်တဲ့အပြုံးနဲ့လှမ်းကြည့်ပြီးကျေးဇူးတင်စကားပြောတယ်ဒါရီမက ထိုသူကိုပါသူတို့ရဲ့တပွဲမှာဝိုင်းဖွဲ့ရန်ဖိတ်ခေါ်လိုက်ပြန်တယ်ထိုသူကလည်းဟမ်းမလို့ဖိတ်ရောက်လာတယ်တင်ရှင်က ထိုသူကိုမတိမတာအကဲခတ်လိုက်တယ် တရေကြခင်နီညိုရောက်တက်ကလက်ပေါင်းမီကဘီကိုရောက်သပင်ကခက်ရှိရှိလေကုတ်ပေါ်ဝဲနေတဲ့အသားဖြူဖြူနှကမ်းမွေးရေးရေးလေးနဲ့လူခန့်လူချောတူလို့ဆိုနိုင်နေမောင်သေးဝင်းကတော့ကြော်ခိုင်တို့ဝိုင်းကို အလွတ်မပေးပြီကြော်ခိုင်ကတော့ထိုသူရဲ့နာမည်ကို စိုးထိုက်လို့နာမည်ခေါ်လို့မဆုံးမီတိုးစင်လူငယ်လေးဦးကဆိုင်အတွင်းကိုဝင်လာပြီးတပွဲဝိုင်းတစ်ခုမှနေရာယူကြတယ်သူတို့လည်းမိမိတို့ကြိုက်ရာကိုမာယူသုံးဆွဲနေကြတယ် မောင်ထေးခွင်းကတော့ထိုလူငယ်များကိုအကဲခတ်ကြည့်တယ်။စိုးထိုက်ကလည်းအကြည့်တစ်မျိုးနဲ့ထိုလူငယ်လေးယောက်ကိုလှမ်းကြည့်တယ်။မောင်ထေးခွင်းကသူတို့မှာတဖွဲ့တဲ့သားချင်းမို့အချက်ပေးတယ်လို့ထင်လိုက်တယ်။စိုးထိုက်ကပွင်လင်းနေရှီမွန်နေအကိုတို့အကူအညီလိုချင်တာကိုပြောနော်။ကျွန်တော်အကုန်လုံးစီစဉ်ပေးလို့ရပါတယ်။စိတ်ချမ်းသာစေရမယ်ဗျာ။ စိုးထက်ရဲ့စကားကြောင့်ကြော်ခံရဲ့အရဲရှင်ကမိစင်နေတဲ့မျက်လုံးအစုံမှာရုတ်တရက်ပြူးကျဲသွားတယ်။အစီပြန်နေတဲ့သူ့ရဲ့မျက်နှာကိုလေလက်ကင်ဘွားနဲ့အသားရတို့ပြီးသူ့အလိုရှိတဲ့အရာကို သူ့ရဲ့ညာလက်နှာချောင်းနဲ့တင်ကြတာပြုတ်ပြီးပြလိုက်တယ်။စိုးထက်ကလည်းပါနတ်လိန်မာလိုက်တယ်။ "Okay, ရပါတယ်အကူရ။ဒါပေမဲ့ဈေးများတယ်နော်။အကူတို့နိုင်မလား?"တင်ရှင်တယောက်ကြော်ခိုင်ပေါ်မှာလွန်စွာဒေါသထွက်သွားတယ်။ ကျော်ခိုင်ကလည်းစိုးထိုက်အပေါ်မှာစိတ်ကွက်သွားတယ်။သူတို့ကိုအထင်သေးတယ်လို့ထင်သွားတယ်။အရက်ရှိန်ကလည်းကျော်ခိုင်ကို သွေးဆွပေးနေတယ်လို့ရှိတယ်။ကျော်ခိုင်ကမူးပြီးဒီမှာမင်းပြည့်စီကဘလို့အခြေအနေမော်လို့လေ။တို့မှာငွေတွေတိမ့်ချပြီးပါလာတယ်ကွ။ဟောဒီအိတ်ကြီးထဲမှာရှိတယ်။မင်းပြည့်စီတို့ကိုပြနိုင်မလား။ကြည့်ပြီးရင်တော့ပိုသင့်ပိုမယ်ကွာ။ဘာနဲ့လဲစိုးထိုက် ဇိုးထိုက်ကမြင်ကွင်းအခြေအနေနဲ့စကရေစကကဲများကိုပါလေးလာသုံးသက်ပြီးမှသူပြစ်စည်းပြရန်ခိတစောင့်နေရရန်မှာကြပြီးကြပြကြရာဆိုင်ထဲကထွက်သွားရည်တင်းချိန်ကကြော်ခိုင်းကိုစိတ်ပြတ်ဒေါသထွက်ပြီးစိုက်ပြီးကြည့်နေရင်မှမောင်ထေးဝင်းဘက်ကို သူ့အကြည့်ကိုပြောင်းလိုက်ပြီးသဘောထားကိုစင်ငူရရည်မောင်ထေးဝင်းကဆက်လို့သူမီးစင်ကြည့်ကမဲဆိုတဲ့သဘောနဲ့လက်ဟန်ချီဟန်ပြလိုက်သည် ဒါအပြင်မောင်သေးဝင်းကတခြားသပွဲမှာစူးထိုက်နေအချိတ်ဆက်ရှိတယ်လို့ထင်ရတဲ့လူငယ်လေးယောက်စီကိုလည်းလှန့်အကဲခတ်ပြန်ရထိုအဖွဲကသူ့ကိုမြည်တို့အရေးကြီးပြလိုက်တယ်မသိသူလည်းထိုလူငယ်လေးယောက်စီထားသွားတယ်တို့သူများနဲ့စကားအနှဲငယ်ပြောပြီးသူစပွဲရှိရာကို ပြန်လာပြီးဝိထုစာအုပ်ကိုဟိုလန်ဒီလန်လှုပ်နေတယ်။တင်ရှိန်ကကြော်ခိုင်အတွက်စိတ်ရှုပ်ရပြီ။ကြော်ခိုင်ကတော့စိုးထိုက်ပြန်အလာကိုသာဇွဲမှန်တင်ပြီးစောင့်နေတယ်။ တင်ရှိန်ကအခြေအနေအရရက်ကိုသုံးသက်ပြီးငွေ9သိန်းပါလာတဲ့တရေအိတ်ကိုဈေးဆွဲကြည့်ပြီးမှနေသားရကြပြန်ပိတ်ခါတောခတ်ထားလိုက်တယ်။လက်ကလည်းအိတ်ခိုင်းကိုတင်းတင်းကင်ထားတယ်။ဟောကျော်ခိုင်ရဲ့အာတက်ရွှင်လန်းအံ့ဩသွားတဲ့အတန်ဇိုးထိုက်ကမိမငယ်လေးချောင်းနဲ့တူ ဝင်လာပြီးကျော်ခိုင်တို့တပွဲကိုလာထိုင်နေဇိုးထိုက်ကကျော်ခိုင်နှပြီးမှဝင်ထိုင်ပြီးထိုအမျိုးသမီးနဲ့ကျော်ခိုင်ကို အပြန်အလှန်မိတ်ဆက်ပြီးတယ်။ စိုးထိုက်ကထိုးအမျိုးသမီးလေးမှာသူ့ရဲ့တပည့်မတအူးလို့အခါခါပြောတယ်။ထိုးအမျိုးသမီးလေးရဲ့နာမည်မှာရင်းရင်ကျော်ဖြစ်တယ်။အသက်မှာအစိတ်ခံအသားရည်မှာဖြူဝင့်ပြီးနှာရန်ဆင်းနေ။မျက်လုံးအစုံမှာတောက်ရှူးကြယ်ညီနောင်လိုကြီးစင်တောက်ရွှင်းနေ။ရင်ကလေးချီချီကားကလေးကျင်ကျင် တင်ကလေးတင်းတင်းမူမူတကယ့်ကိုမြေဆိုးပေါက်ခန္ဓာကိုယ်ပိုင်ရှင်ရင်းရင်ကြော့ကလှတယ်ချောတယ်တောက်နေဖြောင်းနေ ခြုံပြီးဆိုရရင်တော့ဖိုးတရဝါများကိုဆွဲအားကောင်းကောင်းနဲ့ညှို့ထားနိုင်နဲ့ညှို့မှဓမ္မမုတ်ရင်ရင်ကြော့ကြော်ခံရဲ့အတန်ကအောင်မြင်စွာထွက်ပေါ်လာ၏ကဲပစ္စည်းလေးမြင်ရပြီဈေးလေးကြိုက်ပြီထို့သူပြောဆိုကကြော်ခိုင်ကထိုင်ရာကထမလို့နဲ့ပြန်ထိုင်ပြီးဖန်ခွက်ထဲကရန်လက်ကြံကို အကုန်မော့ချလိုက်တယ်ရင်ရင်ကြော့ကလှုပ်လှုပ်ရှားရှားဖြစ်လာ၏ကဲဒီလိုဆိုသွားကြစို့အကိုရဲ့ ရင်ရင်ကြော့ကထိုတို့ပြောဆိုယုံတယ်မကတင်ရှိန်ဘက်ကိုမျက်နှာပေးလှလှနဲ့ပြန်ကြည့်ပြီးပြန်ပြောလိုက်သေးတယ်။အကိုကဒီကခဏဆောင်ပါနော်။ကြော့တို့အခုတည်းပဲပြန်လာမှာပါ။ဖြစ်စဉ်အားလုံးကချိန်ခိုက်ထားသလိုစီနေရီကြလာတယ်။ရင်ရင်ကြောကကြောခိုင်ရဲ့တရင်တရင်ဖြစ်နေတဲ့ခန္ဓာကိုယ်ကြီးကို သူမရဲ့လက်တစ်ဖက်နဲ့လဲမကြအောင်ထိန်းထားတယ်။တခြားတစ်ဖက်ကတော့တင်ရှင်ရဲ့လက်ထဲမှာပတ်စံအေးကြီးကိုစောင့်ဆွဲယူလိုက်တယ်။ တင်ရှင်ကတော့ဘာလို့လို့ဘာကန်ရမှမသိတနာဇောကြီးလာတဲ့ကြောခိုင်အတွက်စိတ်ရှုပ်ထွေးပြီးအငေးသားကြံရည်တဲ့ရင်ရင်ကြောကကြောခိုင်ကို တွဲခေါ်ပြီးပတ်စံထဲတဲ့တရေအိတ်ကြီးနဲ့အတူဆိုင်ထဲကဖြေးလေးစွာလှန့်ထွက်သွားတယ်။တင်ရှင်ကတတိထားလိုက်မိစင်မှာတော့စိုးထိုက်ရဲ့အော်တိုမက်တစ်ဇတိထမြောင်ဦးကျော်မြမြလေးကတင်ရှင်ရဲ့ဝမ်းပိုက်ကိုထောက်ထားတယ်။အချိန်မရွေးဝမ်းပိုက်ကိုထိုးမဲ့ဟန်လေးပေါ်နေတယ်။တင်ရှင်ကအသာငြိမ်နေရတယ်။ တင်းချိန်ငိမ့်နေသလောက်မောင်ထေးဝင်းကတော့တွက်လက်လင်မြန်နေသူကရင်ရင်ကြော့လက်ထဲမှာပတ်ဆံအိတ်ကိုရုတ်တရက်ဆွဲလို့ယူလိုက်တယ်။ရင်ရင်ကြော့နဲ့ကြော်ခိုင်းကိုလေသူနဲ့အတင်းပါလာတဲ့ကရဲ့အတွင်းဘက်ကိုအတင်းတွန်းချလိုက်တယ်။အားနဲ့တွန်းလိုက်တဲ့အချိန်ကျောင်းကြော်ခိုင်းနဲ့ရင်ရင်ကြော့တို့မှာမော်တော်ကနောက်ခန်းထဲမှာထိမ့်မနိုင်သိမ့်မရကြပြီးမြင်လို့မကောင်းကြည့်လို့မကောင်း တချိန်ထဲမှာပဲဆိုင်ထဲမှာကြံရစ်တဲ့လူငယ်နှစ်ယောက်ကဆိုင်ပြင်ကိုလိုက်လာပြီးရင်ရင်ကြော့ကို လက်ထိတ်ခတ်လိုက်တဲ့ကြံလူငယ်ကကြော်ခိုင်ကိုဆိုင်အတွင်းကိုတွဲခေါ်လာပြီးထိုင်ကုန်တစ်ခုမှထိုင်ခိုင်းလိုက်တဲ့ကြော်ခိုင်ကအိပ်ပျော်သွားတယ်။တွန်းတော့ရင်ရင်ကြော့ကိုလည်းဆိုင်အတွင်းကိုခေါ်လာပြီးတနေရာမှာနေရာချထားလိုက်တဲ့ဆိုင်ပိုင်ရှင်အမကြီးနဲ့တခြားအမျိုးသမီးတယောက်ကိုပါမြစ်တရက်ခန့်အကူညီတောင်းပြီးရင်ရင်ကြော့အနီးမှာစောင့်ကြက်ထိန်းသိမ်းထားခိုင်းရတယ်။ အခြေအနေကမြည်တို့ဖြစ်မယ်မသိပါတံပြန်လူရဲ့ချင်းလားဆိုင်အတွင်းကကြံလူငယ်နှစ်ယောက်ကတော့စိုးထိုက်ရဲသားကို အကြံဒီနဲ့လူရဲ့တင်ထားပြီးစိုးထိုက်ကိုလက်ထိတ်ခတ်ထားတယ်တင်းရှင်ကတော့စိတ်ရှုပ်မောပန်းစွာငင်းငိုင်ရင်မှ မောင်ထေးဝင်းလက်အတွင်းမှာသက်ဆိုင်အိတ်ကိုမြင်တွေ့ကစိတ်အေးလန်းဆန်းသွားတယ်မောင်ထေးဝင်းကိုတည်တည်ချာချာတင်ထားတော့ငါညီထို့သူလှမ်းပြောတယ် ဇူထိုက်ကအကြံမအောင်ရခေါင်းလာလို့ကြိတ်ခဲမရဖြစ်ခါရင်ရင်ကြော့ကိုမျက်လုံးစူးစူးနဲ့ကြည့်ရင်ဒေါသဖြစ်နေတယ်။ရင်ရင်ကြော့ကလည်းဇူထိုက်စီစဉ်မုံအကွက်မစိမထီမိပြီးအခုလိုဖြစ်ရပုံကိုမတိခေါင်းလာလို့ဇူထိုက်ကိုအပြစ်တင်နေတယ်။ကိစ္စအားလုံးဟာကိုကိုထိုက်တာဝန်ကြည့်ပေးရှင်။မိကြော့တာဝန်ကြည့်ပါရနော်။ရင်ရင်ကြော့က ဝမ်းနေခြင်းခံပြင်းခြင်းနာကြီးခြင်းများစွာသူ့ရင်မှာစုနေတော့ယခုလိုပဲပြောချလိုက်တဲ့ဒါကိုစိုးထိုက်ကမကြည်နဲ့ပြီးအကြမ်းမအောင်မြင်ခြင်းက သူတို့သေးမင်းသူတို့လန်းခော့တယ်လို့ပဲနားလေလိုက်တဲ့ဒါကြောင့်ရင်ရင်ကြော့ကိုနာကြီးမုံတီးစွာအော်ပြောဖြစ်တဲ့တော်ဆက်မိကြော့နေပါစပိတ်ထားလိုက်စမ်းသူစင်မရဲစကန့်မအမျိုးသမီးရဲဝင်တန်းတူရောက်လာတော့ရင်ရင်ကြော့ကိုထိမ့်သိမ့်ထားရန်အနံ့လိုက်တဲ့ ဆိုင်မအမျိုးသမီးနှစ်ဦးကိုလည်းဂျေဇူးတင်ကြောင်းရဲမေကြီးကအခခါပြောကြတယ်။ဆိုင်တွင်းကိုနောက်ကျမှရောက်လာတဲ့လူငယ်လေးယောက်ထဲမှအကြီးငယ်လောက်သူကထို့သူပြောတယ်။ဒီမှာစိုးထိုင်နေရင်ရင်ကြော့ဒီနေရာဟာမင်းတို့ရဲ့စကရီလူဝဲဆင်မြေမဟုတ်ဘူးကွာ။မင်းတို့ပါဇက်တွေကိုပိတ်ထားစမ်း။မကြခင်မှာမင်းတို့နဲ့ထိုက်တန်တဲ့နေရာကိုပို့ဖို့ငါတို့စီစဉ်နေတယ်။အမှန်တော့ငါတို့ရဲအဖွဲ့ကကြာမင်းတို့ဒူးစရိုက်သမားတွေကတမင် ။တမင်ဆယ်လန်းလန်းရင်ကြားကတလန်းလန်းယုံနဲ့မှီသေးကွ။မင်းတို့ကအပြေးသမားငါတို့ကအလိုက်သမားပဲ။ပြီးတော့မှရဲရရှိက သူတို့ရဲ့အီယမှုနဲ့ပတ်သက်ပြီးရှင်းပြရဲ။ကျွန်တော်တို့အဖွဲ့ဒီနန်းတဲ့ဝီကိုဝင်ခဲ့တာဟာညနေစာစားတော့ဖို့ပါဒါပေမဲ့ကျွန်တော်တို့ဟာမှုကင်းဖော်ထုတ်ဖို့တားဆီးဖို့အရေးယူဖို့တာဝန်အတွက်အမြဲတမ်းထောက်လန်းရေးတရီတွေအသိရှိနေရပါတယ်မတင်ကားစရာမြင်ရင်ထောက်လန်းမှုစုံစမ်းမှု ခွင်းဆက်ကိုရှာပါတယ်။အခုဒီအမှုကတော့ဒုစိတ်သမားရဲ့ရုပ်လုံးကပေါ်လွင်နေပါတယ်။ရင်ရင်ကြောက်ရောက်လာတဲ့အချိန်ကစပြီးပြောကြဆိုကြတာတွေဟာရှင်းနေပါတယ်။ကိုစိုးထိုင်းနဲ့အကွက်ချစီစဉ်လာခဲ့တာတွေဟာကွက်တိမဖြစ်ပါဘူး။ဒီကမောင်သေးခွင်းနဲ့ကျွန်တော်တို့အဖွဲ့ဟာအချိတ်ဆက်လှုပ်ထားတယ်။ဒီငွေထုတ်ကိုဒီလိုလှုပ်တော့မယ်ဆိုတာကျွန်တော်တို့ဘက်ကခံမှန်းပြီးသားပါ။ရဲရာရှိကအမောပြေရေတခွက်တောက်ပြီးမှရင်ရင်ကြော့ဘက်ကိုလှည့်ကြည့်တယ်။သူမကခေါင်းငုံထားတယ် ရဲရရှိကဆက်ပြောတယ်။ဟာကွက်ပြောကွက်ကဟော်ရီကမရင်ရင်ကြော့ဘတ်မှာလုံးဝရှိပါတယ်။ဘောလုံးစကားနဲ့ပြောရရင်တော့လုပ်ငန်းစဉ်အောင်မြင်နေဆိုတာကိုပေါ့ကိုဝင်အောင်ကန့်ထဲလိုက်တာပါပဲ။အခုကိစ္စမှာမရင်ရင်ကြော့ဟာကိစ္စကိုခက်မြန်မြန်အောင်မြင်စေချင်တယ်။ခက်မြန်မြန်ကိုသွင်းလိုက်ချင်တယ်လေ။ဒါကြောင့်ဆန္နာရီဆိုပြီးကိုကျော်ခိုင်းကိုငွေထုတ်နဲ့အတူဒီဆိုင်ကခေါ်ထုတ်သွားတာပေါ့။ကျွန်တော်တို့အဖွဲ့နဲ့မောင်သေးဝင်းကတော့ ဘောလုံးကို လူပေးကစားတယ်လို့အကွက်မိမိအချိတ်ဆက်ရှိရှိနဲ့နှုတ်ချလိုက်တော့ခမရတို့ကိုကွီကနဲ့မီးတော်တာပေါ့ဗျာခုလိုရှင်းပြရတာလေခမရတို့အံ့ဩနားလေအောင်လို့ပါစကန်းကရဲမော်တော်ရင်ကိုစောင့်နေတော့မို့အချိန်ရခိုင်ရေဘူးရသဘောကို ရှင်းပြတာပါရဲမော်တော်ရင်နှစ်စီးရောက်လာတော့ရဲဖွဲနဲ့တရခန်းနှစ်ဦးပါရဲစကန်းကို ခေါ်ဆောင်သွားရီတရလိုနဲ့တက်တည်များကသူတို့ရဲ့ကားလေးနဲ့လိုက်ပါသွားရီသူတို့ကတော့ ဥက္ခရာတင်ရှင်အတွင်ရေးမှုကြော်ခိုင်းရင်မောင်းမောင်သေးဝင်းတို့သာဖြစ်တည်။အော်လောဘယမတ်တဏယမတ်ယမတ်နှပြကိုမပေါန့်လျက်ဝင်းနှိမ့်ဆက်တော့အခက်များစွာကြုံရတဲ့ရရက်ပွားကဆုံးရပြီတည်။စာရေးသူဆရာကြီးကိုလေဂျေစုတင်ပါလေ။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။ နားစင်အားပေးခဲ့ကြတဲ့တဲဦးတယောက်ချင်းစီတိုင်းကိုဂျေဇူးတင်ပါရှင်ကျမကတော့တင်ဆက်သူမဆန္နာပဲဖြစ်ပါရှင်